ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Brazil Liverpool သင်းရဲ့နီးပြ Carlo Ancelotti က2026ကမ္ဘာဖလားပြိုင်ပွဲပြီးမှလည်း Brazil အသင်းနဲ့တူဆက်ပြီးသက်တမ်းထပ်တိုးခြင်းကြောင့် ဘရာဇီး ESPN ကဖော်ပြလာပါတယ်။အန်ချယ်လိုတီနဲ့ဘရာဇီးရဲ့ contract က26ကမ္ဘာဖလားပြိုင်ပွဲထိတာဖြစ်တယ်။ဒါပေမဲ့ဒီကမ္ဘာဖလားပြိုင်ပွဲပြီးရင်တောင်မှဘရာဇီးနီးပြအဖြစ်ဆက်ရှိဖို့အတွက်နှစ်ဖက်ကြားဆွေးနွေးမှုတွေပြုလုပ်ရရှိကြောင်းဖော်ပြထားပါတယ်။ဒါအင်္ဂလန်လူဝေးစင်နီးပြသောမတ်စ်ထူခဲကလည်းအင်္ဂလန်လူဝေးစင်အသင်းကိုကမ္ဘာဖလားပြိုင်ပွဲပြီးတဲ့အထိကိုက်တွယ်ဖို့ဆန္ဒရှိကြောင်းနဲ့အင်္ဂလန်နဲ့ UK ကအင်ရှင်ဖြစ်ကျင်းပတဲ့ Euro 2028ပြိုင်ပွဲကြီးကို ကြီးကျက်ခြင်းနဲ့အတွာအင်္ဂလန်ကသူ့ကိုထပ်ပြီးတတ်တန်းထပ်တိုးဖို့ရှိကြောင်းဆိုပါတယ်ပရီးမီးယားလိဂ်ကလပ်တွေအများစုနဲ့ထိပ်တန်းကလပ်တွေတော်များများကစိတ်ဝင်စားနေတဲ့ချယ်ဆီကွင်းလေကစားမဟောင်းခေါနာကလကာကိုအက်တလက်တီကိုမက်ထရစ်ကရောင်းထုတ်มาဖြစ်တဲ့အသက်25နှစ်ပဲရှိတဲ့ခေါနာကလကာကို ်ဒါအခုလက်ရှိမှာဇန်နဝါရီကာလမှာအထရက်တကူမတ်တွစ်ကအငှား plus အပိသက်ပုံစံနဲ့ရောင်းချဖို့ရှိပြီးတော့လက်ရှိမှာ Tottenham Hotspur Crystal Palace နဲ့အသင်းများစုစိတ်ဝင်စားပြီးတီโกကပေါင်35တန်းသတ်မှတ်ထားတာဖြစ်တယ်။အထရက်တကူမတ်တွစ်ရဲ့တိုက်စစ်မှု Julian Alvarez ကတော့ သူ့ဘော်ကိုကာလမှုတွေများစွာလက်ခံရရှိကြောင်းနဲ့ Paris Saint-Germain Barcelona အပါအဝင်ထိပ်တန်းကလပ်တွေကလူချင်းပင်ပဲ Simeone နဲ့စကားပြောဆိုအပြီးမှာသူ့အနေနဲ့အသင်းအသစ်ကိုပြောင်းရွှေ့ဖို့ဆိုတာထက်ဒီအသင်းမှာပဲစက်နေသွားဖို့ရှိကြောင်းဆိုပါတယ် အာစီဖလီကာရောလာမယ့်နွေရာသီမှာဘာစီလိုနာတို့တောင်းဆိုထားတဲ့ request ၃ခုရှိတယ်။အဲ့ဒါကတော့ဘဲတန်ဘိုနောက်ခံလူတယောက်ရဲ့နောက်တစ်ခုကတော့တောင်မန်ကစားမတယောက်နဲ့တိုက်စစ်ရောဖော့စမနိုင်ရောကစားနိုင်တဲ့တိုက်စစ်အာသန်နဲ့ကစားမတယောက်စုစုပေါင်း300ကိုခေါ်ယူပေးသွားဖို့တောင်းဆိုထားတာပါ။ပါဆိုနာအသင်းကဒဏ်ရာပြသနာတွေမကြာခဏဖြစ်နေတဲ့ကစားမတွေရဲ့အခြေအနေကိုစိုးရိမ်လည်းရှိလို့ဒီယာတီမာဥရောပချန်ပီယံလိမှာပေါ်ဖော်မန့်ရုံးကန်ရတဲ့သူတို့အသင်းအနေနဲ့ဒါနောက်ပွဲစဉ်တွေမှာအမ မခံလို့မရတော့ကြောင်းနဲ့အဲ့ဒံရပြဿနာတွေကိုတတ်နိုင်သမျှအကောင်းဆုံးအဖြေရှာသွားမှာဖြစ်ကြောင်းဆိုထားပါတယ်။တစ်ဖက်မှာတော့ Real Madrid အသင်းက Argentina လူငယ်ကစားမ Nico Bas ကို ကိုမိုကခေါ်ဖို့သဘောတူထားပြီးဖြစ်တယ်။ဇန်နဝါရီကာလမှာပုံပဲနဲ့လာမယ့်လူရဒီမှပဲဖြစ်မယ်။ဒီ22နှစ်သားကို Chelsea အပါဝင် Premier League Club အများစုကစိတ်ဝင်စားတယ်။ Euro 80လောက်ထိတောင်းဆိုမှုတွေရှိသည့်တိုင်အောင် Madrid ကသူ့ကို Euro 10သန်းအောက်ပတ်ဝန်းကျင်နဲ့ iPad option နဲ့ခေါ်ယူမှာဖြစ်ပြီး January မဟုတ်ပဲ New Year တီမှဖြစ်မယ်လို့ဆိုပါတယ်။ Paris Saint-Germain အသင်းကအခုလက်ရှိမှာ Real Madrid အသင်းနဲ့အပြိုင်ပဲ ဒေယောဥပမခါနုကိုသဘောကျလျက်ရှိတယ်ရေမတွေ့အသင်ကသူတို့ရဲ့ခံစစ်ပိုင်းအတွက်မာခေဟီအီဘရာဟီမာခနာတီနဲ့ဒေယောဥပမခါနု၃ယောက်ကိုစိတ်ဝင်စားတဲ့အချိန်ပြည့်ရှိကလည်းဥပမခါနုကိုခေါ်ချင်နေတယ်လို့ဆိုထားပါတယ်ဂျာဗီလွန်ဆိုပေါ်အသင်းရဲ့ဥက္ကရာဖြစ်တဲ့ဖလော်ရင်ရိုဒီရက်စ်ကလုံချီမှုအပြေအဝရှိကြောင်းအတည်ပြုထားပါတယ်အသင်းတွင်းမှာပြဿနာအချို့ရှိနေသည့်တိုင်အောင်အလွန်ဆိုပေါ်သူတို့ဘက်ကထောက်ခံဆဲဖြစ်ပြီးသူဟာအသင်းကိုဥဆောင်မဲ့သူသာဖြစ်တယ်လို့ဆိုထားတာလည်းဖြစ်တယ်တစ်ဖက်မှာတော့ ော AC မီလန်အသင်းရဲ့တောင်ပံကစားသမား Christian Pulisic တယောက်ကလပ်သင်းကထွက်ခွာဖို့ပြင်ဆင်လျက်ရှိတယ်။ Pulisic နေနဲ့အသင်းကထွက်ဖို့ရှိပြီးဥရောပ Champions League ဝင်ခွင့်ရတဲ့အသင်းတစ်သင်းကိုပြောင်းရွှေ့ကစားဖို့ဆန္ဒရှိကြောင်းဆိုပါတယ်။ Napoli အသင်းကလည်း Scott McTominay ထွက်ခွာမယ်ဆိုတဲ့သတင်းတွေကိုညှင်းဆန်းထားပါတယ်။ Tomane ကအသင်းတွက်အရေးပါသူဖြစ်ပြီးတော့နီးပြ Antonio Conte က Scott McTominay ကိုဆက်ပြီးထိမ့်သိမ်းသွားဖို့ဆန္ဒရှိကြောင်းဖော်ပြလျက်ရှိတယ်။ Arsenal အသင်းကတော့အခုလက်ရှိမှာ Real Madrid ရဲ့ Rodrigo ကိုစိတ်ဝင် င်စားလျက်ရှိတယ်ဒါပေမဲ့သူတို့ဘက်က terms and condition တခုရှိပြီးတော့အဲ့ဒါကယူရိုတန်60လောက်မှပဲခေါ်ယူမှဖြစ်ပြီးတော့ဒီထက်ပိုများတဲ့ပြောင်းရွှေ့ခြင်းနဲ့တော့စိတ်ဝင်စားမှာမဟုတ်လို့တကယ်လို့ခေါ်ယူမယ်ဆိုရင်တောင်မှຫນွေရာဒီမှပဲဖြစ်လာဖို့ရှိကြောင်းဆိုပါတယ်ဒီတစ်ပတ်တွင်း campaign premier league ပွဲစဉ်ဖြစ် ချက်စီနဲ့ပွဲမှာ Victor Yokres နဲ့ Kai Havertz နှစ်ယောက်ပြန်ပါလာနိုင်ပွဲရှိကြောင်း report တွေမှာဖော်ပြလျက်ရှိလို့မြောက်လန်ဒန်ကလပ်ကချက်စီနဲ့ပွဲမပိုင်တော့မှ Brentford နဲ့ပွဲတွက်တော့သူတို့ဘက်ကတေချာပေါက် ready ဖြစ်မှာဖြစ်ပြီး တန်ရာကစားမတွေဖြည်းဖြည်းချင်းနဲ့လူပြန်ဆုံလာတော့မှဖြစ်ကြောင်းဆိုပါတယ်။အာစနယ်အသင်းရဲ့ဒီပြမီခဲအာထေတာကတော့ဒီယာတီပြိုင်ပွဲနှစ်ခုလုံးမှာသူတို့ favorite ဖြစ်နေတာကဘာမှထူးထူးခြားခြားမဟုတ်ကြောင်းတယ်။ဒီနိုဝင်ဘာလမှာ favorite ဖြစ်တာထက်ယာတီကုံမှာပေးတတ်တဲ့အားလုံးပြောဆိုရမယ်ချန်ပီယံဆူဖလားဖြစ်ဖို့ဒါအရေးကြီးပြီး ပွဲတိုင်းကိုဂိမ်းပိုင်ဂိမ်းသာတွားဖို့သူတို့ကပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုထားပါတယ်။ Manchester United အသင်းကဘိုနောက်ခံလူတယောက်ခေါ်ယူတွားဖို့ဆန္ဒအပြေအဝါရှိသည့်တိုင်အောင် Harry Maguire ကို Senior Faker တယောက်အနေနဲ့တတ်တန်းတစ်နှစ်ထပ်တိုးဖို့ဆန္ဒရှိတည်တယ်။အသက်32နှစ်ပဲရှိတဲ့ Maguire ကယာတီကုံမာစာချုပ်တတ်တန်းကုံဆုံးမှာဖြစ်တဲ့အချိန် Man United အသင်းကခံစင်မှုတယောက်အပြင်ကို Maguire ကိုလစာလျှော့ပြီးတက်တန်းတိုးဖို့လည်းရှိတယ်။ Man United အနေနဲ့ João Gomez ကိုစိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေတက်လာခဲ့ပြီးနောက်အသက်24နှစ်အရွယ်ရှိတဲ့ဘရာဇီးကွလက်ကစားမကဝူဖ်ကထွက်ပိုးစီစဉ်လျက်ရှိပါတယ်ဒီစားမကဝူဗာဟန်တန်အသင်းကနေစောင်းရသည်ဈေးကွက်မှာတင်မန်ယူနိုက်တက်ကိုပြောင်းပို့ဆန္ဒရှိပြီး ပေါင်တန်း40လောက်နဲ့တောင်ဖြစ်လာနိုင်ခြေရှိကြောင်းဆိုထားပါတယ်။ရိုမာသင်းကဂျော့ရှဝိုက်ဆက်စီကိုဆက်သွယ်မှုပြုလုပ်နေစေဖြစ်တယ်။ယူနိုက်တက်ကတိုက်စစ်မှုမရမချင်းဆက်စီကိုထုတ်ပို့ဆန္ဒမရှိပေမဲ့ရိုမာကတော့ဒီ24နှစ်သားကိုဒီဈေးကွက်အတွင်းမှာအရခေါ်ယူနိုင်ဖို့ယုံကြည်မှုအပြည့်အဝရှိကြောင်းဆိုပါတယ်။ အာနီစလော့ပေါ်လီဗာပူးဘုတ်ဖွဲ့ကယုံကြည်နေစေပါသူတို့ရလက်တီစတိုက်ဆိုးနေသည့်တိုင်အောင်လက်ရှိအခြေအနေတွေအားလုံးကိုအာနီစလော့တယောက်အမြန်ဆုံးထန်တဲ့ round ဖြစ်အောင်လှုပ်ဆောင် ပေးနိုင်လိမ့်မယ်လို့ယုံကြည်လျက်ရှိပြီးတော့အာဂဇာဒရိုက်တာ Richard Hughes နဲ့ Senior CEO Michael Alvito ကတော့လောလောဆယ်မှာအာနီစလော့ပေါ်ကိုယုံကြည်မှုပေးထားဆဲဖြစ်ကြောင်းဆိုပါတယ်လီဗာပူးအသင်းက Villa မှာ out of favor ဖြစ်နေတဲ့ Harvey Elias ကို January မှာတင်ပြန်ခေါ်ဖို့ရှိတယ်ပေါင်35တန်းအပိသက်ဝယ်ယူခွင့်နဲ့ နွေရာသီတုံးက United Emery ရဲ့ Aston Villa ကိုပြောင်းရွှေ့ခဲ့ပေမဲ့လက်ရှိမှာလူစားဝင်ကစားကွင်းနဲ့သူဆယ်ပွဲသာကစားကွင်းရထားတာဖြစ်ပြီးတော့ Harvey Elliott ကို Liverpool ကစောင်းရပြီးမှတောင်ပြန်ခေါ်သွားပွဲရှိကြောင်းဆိုပါတယ်။ Alexander Isak နဲ့ Akitike ကြားမှာနှစ်သင်းလုံးဂိုးပေါက်ပြောင်းနေတဲ့အပေါ်ကလပ်ဘက်ကစိုးရိမ်ပူပန်မှုမရှိကြောင်းနဲ့သူတို့က professional ထိပ်တန်းကစားမားတွေဖြစ်ပြီးတော့မကြာမီမှာ သူတို့ရဲ့ပုံစံကောင်းကိုအမြန်ဆုံးရရှိလိမ့်မယ်လို့ဆိုလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ Tottenham Hotspur အသင်းကသူတို့အသင်းနေနဲ့ဘိုးနောက်ခံလူတယောက်မဖြစ်မနေဝယ်ယူဖို့လိုအပ်ကြောင်းအသင်းကိုတိုက်တွန်းလာတာဖြစ်တယ်။ Spani ပြ Thomas Frank ကဒါလက်ရှိမှာ Danso ရဲ့ Dragusin ရဲ့ Mickey Van der Ben နဲ့ Christian Romero တို့ရှိပေမဲ့နောက်ထပ်ထိတ်တန်းနောက်ခံလူတယောက်ထပ်ပြီးအားပြေသွားဖို့ရှိကြောင်းဆိုပါတယ်။ Spani နဲ့ ဒိုမနစ်စလိုင်းကီအမြန်ဆုံးပြန်လာဖို့မျှော်လင့်ထားရင်တိုက်စစ်မှုပြဿနာကိုအပြေရှားနေစေဖြစ်တယ်ရီချာလစ်ဆင်အပါဝင်ဒါမတ်တီတန်နဲ့ဂရန်တန်ကိုလိုမွားနီတို့ရှိပြီးတော့ကိုလိုမွားနီသာသူ့ရဲ့ခြေစွမ်းကောင်းကိုဆက်ထိန်ထားရင်တော့ထော့တန်ကသူ့ကိုအပီးသက်ဝယ်ယူသွားပွဲရှိကြောင်းဆိုပါတယ်ဒီမန်ချက်စတာစီးတီးရဲ့အသင်းကောင်းဆောင်ဘန်နာဒိုဆီလ်ပါတယောက်ယာဒီကုံမှာကလပ်ကထွက်မှာဖြစ်ကြောင်းဖာဘီစီယိုကအတည်ပြုလာပါပြီ32နှစ်အရွယ်ရှိတဲ့ဘန်နာဒိုဆီလ်ပါကစီးတီးနဲ့တက်တန်းထပ်တိုးတော့မှာမဟုတ်ဘဲနဲ့ဘန်ဖီကာပဲ ဖြစ်ဖြစ်လာလီကာကလပ်တွေကိုပဲဖြစ်ဖြစ်ဆော်ဒီအာရေဗျဖြစ်ဖြစ်ပြန်ဖို့ပြင်ဆင်နေပြီးတော့ City ရဲ့နောက်ထပ်အသင်းကောင်းဆောင်တယောက်ယာတီကုံမာလမ်းကွဲမှာဖြစ်တယ် City က Antoine Semenyo ကို ခေါ်ယူဖို့အဓိကရည်မှန်းချက်က Haaland တယောက်တည်းကိုအားကိုးနေရတဲ့တိုက်စစ်အတွက်တာ ဖြစ်တယ်လို့ဆိုတယ် မတော်တဆဟာလန်တစ်ခုခုဖြစ်သွားခြင်းသူတို့မှာဂိုးသွင်းနိုင်မဲ့အရည်သွေးရှိတဲ့ quality ကစားမှလိုအပ်နေတဲ့အတွက်ကြောင့်အယ်လင်ဟာလန်ကိုအရန်အားကိုးနေရတဲ့စာရင်နောက်ထပ်တောင်ပန်ကစားမှအဖြစ်စမန်းညိုကိုသူတို့ဘက်ကလူချင်နေတာဖြစ်တယ်မန်ချက်စတာစီးတီးအသင်းကလောလောဆယ်သူတို့အသင်းရဲ့ခံစစ်ကနေတန်အခေကိုရောင်းချမှာဖြစ်ကြောင်းအတည်ပြုထားပါတယ်အခေကရာဒီကုံမှာကလပ်ကလမ်းခွဲနိုင်လို့စောင်းရာဒီမှာတွင် ယူရိုတန်း30လောက်ရရင်စီတီကရောင်းထုတ်ဖို့ပြင်ဆင်နေတဲ့အချိန် AK ကိုပရီးမီးယားလိအလဲလက်ကလပ်တွေကတော့ချင်းကပ်လျက်ရှိတာလည်းဖြစ်တယ်။ AC မီလန်အသင်းကလည်းမိုက်မန်ညောကိုတတန်းတိုးဖို့လုပ်တဲ့အချိန်မှာချက်စီတာဝန်ရှိသူတွေကဆက်သွယ်ခဲ့ပြီးမန်ညောကိုခေါ်ယူဖို့ကြိုးပမ်းနေစေဖြစ်တယ်။ဒါပေမဲ့ချက်စီကအခုလောဆယ်မှာ Robert Sanchez ကိုယုံကြည်နေတဲ့အတွက် နွေရာသီမပဲထီပြောင်းရွှေ့ကိစ္စကိုစဉ်းစားမှဖြစ်တယ်လို့ဆိုတဲ့ချယ်ဆီရဲ့အင်္ဂလန်တောင်ပံကစားမဟောင်းရှွန်ရိုက်ဖလစ်ကတော့ကလပ်အသင်းနေနဲ့ညူကာဆယ်နောက်ခံလူမာလစ်ထောင်ကို ခေါ်သင့်တယ်လို့ဆိုလိုက်ပါတယ်မာလစ်ထောင်က AC မီလန်ကနေညူကာဆယ်ကို ပေါင်တန်း30တဲ့နဲ့ပြောင်းရွှေ့လာတာဖြစ်ပြီးတော့ညူကာဆယ်အသင်းရှိကနေချယ်ဆီတင်နဲ့ခေါ်ယူတင်ချောင်းသူကအကြံပေးလိုက်တာလည်းဖြစ်တယ်။တစ်ဖက်မှာတော့ချယ်ဆီအသင်းတောင်းရှိသူတွေကတော့ကွင်းသစ်စီမံကိန်းကိစ္စကိုအစွမ်းကုန်ကြိုးပမ်းနေဆဲဖြစ်တယ်။တချို့ report တွေအရဆိုရင်ချယ်ဆီက2030လောက်ထိတောင်းကွင်းသစ်စားဖို့ခက်ခဲနေတယ်လို့ဆိုထားသည့်တိုင်အောင် Hamas Mate Council ကိုရအောင် approve လုပ်ဖို့နဲ့ Chelsea ရဲ့ Quintet Project ကချမှတ်ထားပြီးဖြစ်ပေမဲ့ Quintet ဆောင်မဲ့စီမံကိန်းအတွက်သူတို့ဘက်ကဆွေးနွေးမှုတွေများစွာဆက်ပြီးပြုလုပ်နေရဆဲဖြစ်ကြောင်းဆိုပါတယ်။ Sunderland အသင်းကတော့အခုလက်ရှိမှာ AC Milan အသင်းရဲ့ Mexico တိုက်စင်မှု Santiago Jimenez ကိုကြိုးပမ်းနေရရှိတယ်။24နှစ်သားကို Sunderland ကဒီဆောင်ရာသီမှာတင်ခေါ်ယူချင်တာဖြစ်ပြီးတော့လက်ရှိမှာ Brentford ကလည်းစိတ်ဝင်စားလျက်ရှိကြောင်းဆိုပါတယ်။ အန်ထရာစမန်ယောကိုဘုံမောက်ကစောင်းရတီမှာရောင်းချရဖို့ရှိတယ်။ဘာကြောင့်လဲဆိုတော့နွေရတီမှာ ပေါင်65တန်းကားဒီတန်း90ထီဈေးကျသွားမဲ့ရိုချီစာချုပ်ချောင်းစမန်းညိုကိုဘုံပေါကာစောင်းရဒီမာတင်လက်လွတ်ရပွဲရှိတာပါ Everton အသင်းရဲ့နီးပြ David Moyes ကရာဒီကုံမှာစာချုပ်တတန်းကုံဆုံးမဲ့ James Gardner ကိုတတန်းတိုးဖို့ဖြောင်းပြလျက်ရှိပြီးတော့အသင်းမှာဆက်ထားဖို့ကြိုးပမ်းနေကြောင်းဆိုပါတယ် Newcastle United အသင်းရဲ့ပိုင်ရှင်ဟောင်းဖြစ်တဲ့ Mike Ashley ကသူအသင်းသစ်ဝယ်ယူဖို့ကြိုးပမ်းရင်း Sheffield Wednesday ကို ကာလာနဲ့ကာလာမှုပြုလုပ်ခဲ့တယ်။ဒါပေမဲ့သူကာလာနဲ့ proposal ကပေါင်တန်း20သားရှိပြီးတော့ပြိုင်ဘက်ကုမ္ပဏီကကာလာမှုထက်10သားညွန်နေနေပေမဲ့ယူကာဆယ်ပိုင်ရှင်ဟောင်းက Sheffield Wednesday ကိုဝယ်ယူနိုင်လိမ့်မယ်လို့ယုံကြည်နေပြီးတော့တန်း20ကျော်လောက်နဲ့ဖြစ်လာနိုင်ပွဲရှိကြောင်းဖော်ပြထားပါတယ်။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားကြသည်ပါအားလုံးကျေးဇူးတင်ပါတယ်။